ရှိကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲကျင်းနက်စရာရလတ်မထွက်နိုင်ပေမဲ့အပိုင်းပိုင်းခွဲပြီးနာဂိတ်ကာလပုံစံမျိုးကျင်းပလိုက်မယ်လို့ထင်မြင်ယူဆတယ်လို့ဝင်ရောက်ရှင်းပြကြမဲ့ရှိကောင်စီတိမှတ်ပြုနိုင်ငံရေးပါတီအချုပ်ထက်ကသိရပါတယ်။အာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကလည်း၎င်းတို့ရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာတတိယပတ်ကစပြီးလာမယ့်2026ခုနှစ်ဇန်နဝါရီဒုတိယပတ်ထိ၄ဘိုင်းခွဲပြီးပြုလုပ်သွားမယ်လို့ ပြီးခဲ့တဲ့မက်ချ်လကပြောဆိုထားပါတယ်။အဆိုပါရွေကောက်ပွဲကိုစစ်ခေါင်စီကနာဂစ်မုံတိုင်းတိုက်ခတ်စဉ်2008ဖွဲ့စည်းပုံခြေကဥပဒေအတည်ပြုနိုင်ဖို့လှုပ်တယ်လို့ကျင်းပသွားနိုင်တယ်လို့အဲ့ဒီရွေကောက်ပွဲဝင်ကြိုင်မဲ့အမည်မဖော်လို့သူနိုင်ငံရေးပါတီခေါင်းဆောင်သူကဆိုပါတယ်။နာဂစ်တုံးကလည်းအဲ့ဒီနေရာတွေကိုခဏထားပြီးကျန်တဲ့တိုင်းတွေလှုပ်သွားတယ်။ဒကောင်စင်းနှုံးကလည်းအဲ့လိုလှုပ်သွားတာတွေ့ရတယ်။ အခုအင်းလိုပဲစစ်နိုင်ငလင်းနေရာတွေကိုနောက်မှလုံးမဲ့သဘောလို့၎င်းက ER Times ကိုပြောပါတယ်။ဒါပေမဲ့အာနာသိမ့်ပြီးနောက်ခုခံတော်လှန်မှုတွေကြောင့်စီရေးရှုံနေမှုတွေအပြင်အင်အားပြင်းငနဲ့လှုပ်ခတ်လိုက်တာကြောင့်ခြေကောက်ပွဲရလက်အပေါ်ဝင်ရောက်ရှင်ပြိုင်မဲ့အင်အားနဲ့နိုင်ငံရေးပါတီအချို့ကစိုးရိမ်မှုတွေရှိနေတယ်လို့သိရပါဗျ။ဒီရွေးကောက်ပွဲရလက်ကတော့ကျင်းနေစရာရှိမှာမဟုတ်ဘူး။ သို့တော့အစိုးရကအကောင်းယူဆိုသလိုပေါ့ဒါမလို့ဘူးဆိုရင်နင်နာမှုတွေပိုများသွားမယ်လို့တိုင်းအဆင့်ဝင်ပြိုင်သွားမယ်အမည်မဖော်လိုတဲ့နိုင်ငံရေးပါတီတခုရဲ့တာဝန်ရှိသူကဆိုပါတယ်။လက်ရှိမှာစစ်ကောင်စီအားရွေးကောက်ပွဲကျင်းပဖို့အချိန်နီးကပ်လာတာကြောင့်လူပြောင်းကစားမှုဖြစ်နောက်ခံရွေးကောက်ပွဲကော်မရှင် UEC ဒုဥက္ကဋ္ဌနေရဘူးအဖွဲ့ဝင်ဦးတန်းစိုးကိုခန့်အပ်တာဝန်ပေးလိုက်တယ်လို့၎င်းတို့ဝါရာဖြန့်သတင်းစာရိယသိရပါတယ်။ ဒါအပြင်စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေဟာလာမယ့်မေလ9ရက်နေ့နောက်ဆုံးထားပြီးနိုင်ငံရေးပါတီတီထောင်ဝိရှောက်ရမှာဖြစ်ပြီးမဲဆွယ်စည်းရုံးရေးအတွက် အချိန်လုံလောက်စွာရရှိစေဖို့ရည်ရွယ်တယ်လို့ထုတ်ပြန်ထားပါတယ်